ီနေ့ဆက်မတင်ကြမဲ့သင်ခန်းစာလေးကတော့ Grace မြန်မာစာရဲ့သင်ခန်းစာ၈ပေါ့နော်သူက Tree Jo တွဲကြရလေးနော်ကြရလေးရဲ့နာမည်ကကံပေါင်းတဲ့အဲ့တော့ Tree Jo တွဲကြရဆိုတော့သူကအဓိကကတော့ဒီကြရလေးမှာနော်သူကဟိုကဒီရဲမှာရှိနေတဲ့ကြာပင်လေးကြောင်းသူကဖွင့်စထားတယ်ပေါ့နော်ကံပေါင်းမှာရှိတဲ့ကြာပင်လေးကိုစီလို့တွားတဲ့အကြောင်းလေးပေါ့အဲ့တော့ကြရလေးကို ာဆရာမကပြောပြမယ်တာလူတွေကလိုက်ပြီးတော့နားထောင်တယ်အဲ့မှာဖြူဂျိုးတွဲကြရဆိုတာဘာလို့ပါလဲဆိုတော့အချိုးသုံးမျိုးတွဲထားလို့ကဖြူဂျိုးတွဲကြရလို့ခေါ်တယ်နော်ဂျိုးသုံးဂျိုးတွဲထားနော်ဒီဆရာကြီးကိုကြည့်ကြည့်ရအောင်ဒါလေးလည်းကြည့်ထားပါအောင်ဒါကတော့ကြာပင်လေးပေါ့နော်ကြာပင်လေးခွင့်ရဲ့အောက်မှာကြာတဲ့နော်ဒီပေါ်မှာပေါင်းရည်ရာလေးကကြာတဲ့ဒီဟုတ်နော်ကဲကမ္မောင်းပဲဆိုကြအောင်နော် တမ္မောင်ကိုအလေသွားစို့လိုင်လာအထွေကြီးယူကြမယ်လေယနေ့ငယ်ဝေးလေးလေးကလေရောမကြာနေမင်းကအင်းပြန်ပြန်ဟူ၏ကံလေမပေါ်မမီရဲ့ကြောင်ုံကြီးတဘူတော်မိုးဝါတို့ညောအဲ့ဒီဘက်ကလေးကိုညပြောမယ်နော်အဲ့တော့တဲ့ကံမောင်ဆိုတာကအကံပေါ့ကံဆိုတာကအဲထဲမှာရရှိရပါအဲရေရဲ့ ီမှာပေါင်းနော်ပေါင်းလို့တော့ဒါကံပေါင်းပေါ်ရပေါ့နော်အဲဒီမှာရရှိတယ်အဲ့ဒီကံပေါင်းအလွယ်သွားလို့တဲ့ခွေးတဲ့လိုက်မလားလို့ဆိုပြီးတော့ငွေချင်းအခေါ်လိုက်တယ်နော်ဒီနေ့ငွေဒီလေးကြီးကအေးဆိုတာကဒီနေ့လေးကြီးကလည်းနော်သူကဂျာပန်လေးကိုဖွင့်တာဟုတ်ဂျာပန်လေးမဂျာပန်ဂျာပန်ရန်လေးလည်းဖွင့်ရဲပြီးရင်ဒီလေးလေးကလည်းတိုက်ခတ်နေတယ်တဲ့ရောမာဂျာနီမင်းကအင်းဉဏ်ဉဏ်ဖွေးရောမာဂျာနော်ရောမာဂျာကသူက ဟိုဘာဆိုရဒီမှာဂျာနီမင်းလို့ပြောထားတယ်ဂျေရဂျေရယ်ဂျာဘန်ရဲ့အရောင်လေးကဆိုပန်းရောင်ပေါ့နော်ပန်းရောင်မင်းမျိုးပေါ့နော်အဲအဲ့လိုအရောင်မျိုးလေးဆိုဒီကကွန်ဗတ်ဘီတာလည်းပန်းရောင်ဖြစ်ဖြစ်ပေါ့နော်အဲအဲ့ဂျာနီမင်းကတင်းကျပ်ညံမွေးတယ်နော်အဲ့ဒီတော့မှာဂျာဘန်လေးရဲ့ရနံလေးကလည်းတင်းကျပ်မွေးနေတယ်တဲ့ကံလေမှာပေါ်မမီတဲ့ဂျာဝင်ကြီးတကူတော်ဟိုးဝါတို့မျိုးအဲ့ကံလေမှာတဲ့ဂျာဝင်ကြီးတကူပေါ့နော်အဲ့ဒါတော့ဖတ်စာထဲမှာရှိတယ်အဲ့ဒီကံလေမှာဂျာဝင်ကြီးကဝင်းနဲ့အမောအပွင့်လေးဦး ။ဒါအဲကြံလုံးကြီးပေါ့။သူကတကူတော့လဲဆိုတော့ပြုထူနေရှိနေလို့နော်။အဲကြံလုံးကတဲ့မောဟကိုပြောဆိုတာကကြံလုံးကသူကနော်အဖူးလေးကြာဘူးလေးလို့ဖြစ်တာပေါ့နော်။အဲ့ဒါလေးကသူကအပေါ်မျောနေတဲ့ပုံစံမျိုးလေးနော်။မပွက်နေဘူးလေ။ပွက်ရတော့သူကပုံပတ်နေလို့လမ်းတော့မှာပေါ့။အခုကတော့ပေါ်ကိုဆုပြီးတော့တောင်းနေတာ哦နော်။အဲ့တော့တောင်းနေတော့သူကကြံလုံးကြီးတကူတော့မောဟလို့ပြောဆိုတော့ပျော်နေတဲ့ပုံစံလေး။ပုံလဲမှလည်းပါတယ်ဒါလို့ဖတ်ဆောင်နေရမှာကြည့်လိုက်နော်။အဲ့ဒါကတော့မှကြာလို့ပေါ့နော်။ ဘရမာကြာလို့ခေါ်တယ်အဲ့တော့ဘရမာကြာအဲ့တော့ဘရမာကြာဆိုတော့သူကဒီကြာနဲ့ပတ်သက်ပြီးတော့သူကကြာ၅မျိုးရှိတယ်เนาะဘရမာကြာဘာလို့ကကြာတော့ကြာပုံနေရေးเนาะဘာလို့ကဘာရှိအောင်လဲဆိုလို့ရှိရင်လည်းကုမှုကကြာရဲ့ရှိရဲ့ဘာလို့ကဘာလဲဆိုကြာမျိုးလို့ကြာမျိုးလို့เนาะကြာမျိုးကြာတယ်ဒီနဲ့ကြာမျိုးဘာလို့ကရှိเนาะဒါကဒါဒီမှာဖြစ်တာဘုံမှာကြာဆိုတာကဘုရားကပြောတဲ့ဘုံမှာကြာဆိုတာကတော့ကြာရဲမှာကအလှဆုံး ူကလိုပွင့်လာတဲ့အခါကျလို့ရှိရင်ပွက်လည်းလည်းကြီးတယ်။အခုငါပြရတဲ့ပုံလေးမှာဒီကပုံလေးမှာပါတာဘုံမှာကြောင်မဟုတ်ဘူးကြာမျိုးပေါ့ပေါ့နော်။ကြာလို့ကြာမျိုးပေါ့ပေါ့နော်။အဲဘွားကျတော့ပန်းရောင်လေးပွက်တယ်နော်။အဲ့သူကအလင်းမှာဝတ်ဆန်ရှိတယ်။အဲ့ကြောင်ဝင်လေးရဲ့အလင်းမှာဝတ်ဆန်ရှိတယ်။အဲ့ကြောင်ဝင်ရဲ့တီးတီးနဲ့ပွဲပွဲနဲ့တော့ပွင့်ပတ်လေးကျွေသွားတာပေါ့။ကျွေသွားတော့အလင်းမှာရှိရဲ့အဲ့နော်။ဝတ်ဆန်ဝတ်ဆန်လေးပေါ့။အဲ့ဝတ်ဆန်လေးပြပြကြီးကြီးလာပြီးနောက်ပိုင်းကျတော့ဖြစ်သွားလဲဆိုရင်ကြာခွက်ဖြစ်သွားတာနော်။အဲ့ဒီကြာခွက်ကြတော့ အဲ့ဒီခုနကဘလုံးမကြားနေဖို့ပွင့်တာပေါ့နော်ကြားပွင့်ပြီးသွားတော့မှကြားပွင့်ကြွေသွားတော့မှအလေးမှရှိရဲသူကဝတ်ဆံကနေဖြည်းဖြည်းကြီးသွားပြန်မှကြားဖို့ကြားတော့ကြားခွက်လို့ပေါ့နော်မဆောက်လို့ရမှာစကဲမှာကြားစီလေးတွေရှိရဲအဲ့ဒါလေးတွေကိုထုတ်ပြီးတော့ခွန်လေးခွာပြီးတော့စားရတာဘလုံးမကြားကနော်ပွင့်ပြီးတော့မှပြန်ပြီးတော့ထူတဲ့အတောင်ကိုကြားဟောပေါ့ကြားခွက်လို့ခွာပေါ့ခွာတော့ကြားခွက်လို့ခွာဒါဆောက်လို့ရတယ်ဘလုံးမကြားနေလို့မရနော် ။ဒါအဲ့တော့ဒီကြော်လေးမှဆိုရင်တဲ့သူကနော်သူကအောင်ကာယံဧကာယံနော်နောက်တော့ကဥကာယံဥကာယံလေးတွေပါတယ်နော်။အဲ့ဒါလေးကိုခါတဲ့ဒီကြော်ကလေးပေါ်လာတော့ရှင်းပြပါမယ်နော်။ကြိုက်တော့ကံမဟောလဲပါဆိုတော့အဲ့ဒီမှာကသူကနော် အလကမောင်ကိုလဲသွားလို့လိုင်းမခရီးညှချမယ်လေရေလေးနော်အဲ့မှာရေလေးနော်အဲ့ဒါလေးကြီးဟာသူကဘာကံရလဲသိချင်ရင်တဲ့ဒီဟာကဘီပေါ့ရလို့လာလို့ဘီအဲ့ဘီနေရာမှာတရဖြစ်တယ်အထည့်ကြည့်လိုက်ဒါဆိုရင်ရေနေရာမှာရကောင်နေရာမှာအထည့်လိုက်တော့သူကဘာဖြစ်သွားလဲဆိုရင်အေဖြစ်သွားတယ်နော်အေကံရပေါ့နော်နောက်တစ်ခါ နော်အဲဒီညမှာဟာလာညမှာလည်းအခက်တိုင်းလို့ဆိုတာဧကယံဖြစ်သွားတယ်နော်နောက်ယနေ့ငယ်ဝေးလေးပြေးကအေးလို့နော်ဝေးလေးဒါကလည်းဧကယံနော်ဆိုတာကတော့ဟာဒီညလေးတွေမှာတရအာစလုံးလေးထည့်ကြည့်လိုက်ရင်ဒါဘာကယံစပ်ပြရပါတော့နော်အဲတော့ရေဆိုရင်အခက်လိုက်တော့အေးနေဆိုရင်လည်းအခက်လိုက်တော့အေးဝေဆိုရင်လည်းအခက်လိုက်ရင် ်တယ်နော်လေးလည်းဒီတိုင်းပဲနော်အဲဒီကအေးပိုင်းရယ်နောက်တစ်ခါအေးဘေးကြီးကအေးနော်နောက်တစ်ခါဘရုံမာကြမ်းနေမင်းကတင်းပြန်ပြန်မှုေးအဲ့ဒါကြတော့သူကအေးကန်ဆိုလိုတာကတော့ sorry ဒီပေါ်အေးကန်ရယ်ပေါ်သူကအတက်ကြီးလိုက်မာရအပါမိသားဆိုတာအေးဒီမှုေးနေရာမှာအတက်ကြီးလိုက်မာနေရာမှာအတက်ကြီးသူကလည်းအေးကန်နော်အေးကန်ဖြစ်တယ်တဲ့နောက်နောက်တစ်ခါ ဒီမှာဆိုလို့ရှိရင်တော်เนาะမြော်အဲ့တော်မြော်ကြတာကအထိန်တိုင်းပေါ်ပေါ်ကိုင်းเนาะပေါ်ကိုင်းရပါမယ်နောက်တစ်ခါเนาะဒီမှာဆိုလို့ရှိရင်ဧကယံရရပြီเนาะနောက်တစ်ခါဧကယံရမယ်နောက်တစ်ခါ ပေါ်ကာယံလည်းပါတယ်နော်ဒါကဒီစကလုံးนี่သူကကာယံလိုက်တယ်ဒီမှာဒီကြောင်းလုံးကြီးတဘိုးတော်မောဝါလိုမျိုးတော်မျိုးနော်ကာယံလိုက်ဒါဘာကာယံလဲဒီချင်းအလေးလေးတင်ကြည့်လိုက်ဒီနေရာမှာတရာစလုံးအထင်လိုက်ရင်ကာမကာယံစသည်နော်ဒါလိုမျိုးဒါဒီမှာဆိုရင်မွေလေးနော်ဒီကြီးကအေးဘုံမှာကြာမီမင်းကတင်းကြံကြံမွေနော်အေးမွေအဲ့ဒါရတယ်ကာယံပဲနော်ဒါဒီမှာဆိုရင် ကာမံကိုအလေသွားဆိုလိုက်ကလာအထွေးရေမြင့်ကြမယ်ရေလေးယနေ့ငယ်ဝေးလေးကြီးကအေဝေးလေးအေနော်ဒါရီအကာယံစကလုံးလေးအဲ့ဒီကာယံကဘာကာယံလဲသိချင်ရင်ဒါတို့ကအတိတ်ကြည့်လိုက်ရင်ဒါကကာယံလေးတွေကနော်ဒါဆိုရင်ကာယံစာကိုရှာရမယ်လို့ထင်တယ်နော်နောက်တစ်ပတ်ဆက်သွားအောင်နော် ပြောလို့သာမောပြောရှာခြင်းလေမြေနန်းသူသူအစင်းမှာဝင်းပါပါအေးအဲ့ဒါကြတော့သူကခုနကတော့ကြောင်ကုန်ကြီးလေးမိုးမျောနေတယ်တောင်ခုလည်းပဲဒါကမိုးမျောနေတာတဲ့သူ့ကိုချီရတယ်ပြုံးပြောနေတယ်လို့ပဲတဲ့ပြောနေတယ်လို့ထင်တယ်တဲ့အဲ့တော့ရေနန်းသူသူအစင်းမှာဝင်းပါပါအေးနော်ရေနန်းသူဆိုတော့ရေထဲမှာရှိနေလို့သူရေနန်းသူလို့ဟိုမှဖြစ်လိုက်တာပေါ့နော်အဲပြီးပြီးတော့သူ့ရဲ့အစင်းကြီးရတယ်တဲ့ချီလင်းဝင်းပါပြီးတော့အင်းမြန်နေတယ် ဲ့တော့မှာကိုင်းရင်းငင်းငင်းတက်မှာပိန့်ကြရတဲ့အနေနဲ့လို့စီမဲလို့ဆိုအဲဒါကြတော့နော်ကိုင်းရင်းလေးကငင်းနေနော်ဒီလမ်းမတနော်အဲ့လိုတိုက်ရတဲ့ကြောင့်ကိုင်းရင်းလေးကငင်းနေတယ်အဲ့ငင်းမှာတဲ့ခုနပိန့်ရတဲ့လေးတွေ့ရလေနော်အဲ့ပိန့်ရတဲ့လေးကသူကလှင်ငယ်လို့လုပ်ပြီးတော့သူကစိတ်ကူးနေစီမှာတကယ်ကြတော့နော်အဲ့ပိန့်ရကိုသွားစီလို့မရဘူးလေဒါပေမဲ့တကယ်စီလို့ရတဲ့ပိန့်လည်းရှိတယ်နော်လူတွေတက်တက်ပြီးတော့လူတွေကိုတက် ထိုင်လို့ရတဲ့ပိတ်ရွက်ရှိတယ်တဲ့အဲ့ဒါကဘမရှိလဲဆိုလို့ရှိရင်တောင်အာဖရိကမှာရှိတယ်เนาะတောင်အာဖရိကမှာရှိတဲ့အဲဒီကြာတမျိုးပေါ့เนาะသူကတဲ့เนาะဗစ်တိုးရီယာဂျီယာလို့ခေါ်ရတယ်เนาะအမေဇုန်တော့ကန်ဆက်เนาะအမေဇုန်ရေကန်ဆက်မှာရှိတာတဲ့เนาะဗစ်တိုးရီယာဂျီယာလို့ခေါ်ရတယ်သူ့ရဲ့အဲ့ဒီကြာရွက်ကတဲ့เนาะချင်းอ่ะ6ပြီခေါ်ရသေးရှိတယ်အဲ6ပြီခေါ်ရပြီဆိုတော့စဉ်းစားကြည့်ကြာဂျီယာဂျီရေလေ တော့လူတရမကောင်းဘူးစမောက်တော့၅ပြပဲရှိတာသူက၆ပြခွန်းပြရှိရဲအဲ့ကြာတဲ့ကြီးကအဲ့အဲ့ကြာတဲ့ကြီးကတော့လူတက်နေလို့ရတယ်လူကိုတက်နေလို့ရတယ်နော်အဲဒုစီမာလို့ရှိပါတော့ဒါကဟိုတောင်ပြီးတော့မှရှိတာပေါ့နော်ပြောပြကြိုက်တော့လို့ရှိမှရှိတယ်ကြာပြည့်ရသေးရအောင်လူတက်စီလို့တော့ဘယ်မရအောင်ဒါပေမဲ့သူကစိတ်ကူးနေတယ်သူစိတ်ကူးနေမှာနော်သူကဖြော်သွားတယ်ကံပောင်ရောက်ပြီကံပောင်ရောက်တဲ့အခါဒါအဲ့ကံထဲမှာဟလာကြာပန်းကြာဘူးရတယ်လားဘိုးမျောပြီးတော့သူ့ကြည်ရတယ်ပျော်ရှင်ပျော်ဝဲပါနေတဲ့ပုံစံလေးဖြစ်နေတော့ အဲ့တော့ကရင်ရင်ကငြိမ်တက်နေတယ်တဲ့အဲ့ငြိမ်တက်နေတဲ့ကရင်ရင်မှာပိန့်ကြရဲကလေးပေါ်မှာပိန့်ကြရဲကလေးကိုလှင်ငယ်လုပ်ပြီးတော့စီးလိုက်တယ်ဆိုရင်ပေါ့နော်သူကဒီစိတ်ကလေးနဲ့စီးလိုက်တယ်စီးမယ်လို့ဆိုဒီလေးတန်ချူချူဒီဆိုလိုမျိုးဒီဒီတုံးလုံးဝေးလို့နိုင်ရွေးရွေးလို့နော်အဲ့တော့အဲ့ဒါကဘာလဲဆိုရင်တဲ့သူကသူ့ရဲ့စိတ်ထဲမှာအဲ့ပိန့်ကြရဲကလေးကိုလှင်လုပ်ပြီးတော့စီးမယ်လို့ဆိုပြီးစိတ်ထဲမှာပေါ့စီးရဲတဲ့နော်ဒီရဲဒီလေးတန်ချူချူနဲ့ဒီမှာလိုမျိုးပေါ့နော် လူကြီးလေးလူကြီးလေးပေါ့နော်အဲ့လိုလေးဒီကြံပြေးစာလေးတွေချုံချုံနေတဲ့သူအဲ့လိုမျိုးပေါ့စိတ်ကူးလေးနဲ့စီးနေတဲ့အချိန်မှာပဲလေးရတိုက်လိုက်နော်လေးတစ်ချောက်ပွေလဲဝေးလိုက်ပေါ့တဲ့ခလိုင်းခိုင်းတာလေးတိုင်းအတိုင်းလေးခါတော့အဲ့တိုင်းခါတော့ဒါဘာဖြစ်သွားလဲဆိုတော့အဲသူတိုင်းဘွားလေးရနော်သူရဲ့ကြံရဲလေးလေးရလိုင်းလုံးလုံးတော့သွားတာပေါ့နော်သူစိတ်ကူးလေးနဲ့သူကစီးနေတာနော်ဒီလုံးလုံးသွားတယ်ဆိုပြီးတော့မှသူကရေးထားလဲဆိုရင်ကြပြစီရ လူရင်ကရေးထားတယ်။ဖဆင်ရစုနှောင်းပိုင်းကရေးခဲ့တယ်။ကြပြားလေးတော့ပေါ့နော်။ကြဲတော့ရှေ့ကပြန်ရင်တော့ဒါနောက်ပြန်ပြီးပြန်စုပြမယ်နော်။ကျုံးလို့တော်မောပြောရှာခြင်းလေမြင်းနန်းသူသူအစင်မှာဝင်းပါပါအေးကံရင်ရင်ငင်းငင်းတမှာပင်းကြဲ့ဒီမဲလို့စီမဲလို့ဆိုရီလေးတန်ချိုချိုသီဆိုလို့မြူနေနေသုံးလုံးဖိတ်လို့နှိုင်းရွေရွေလို့နော်အဲ့လိုလေ ။ဒါနေတာနားလေးနဲ့ဆိုပြရမယ်နော်။ဘာလို့မျိုးဆိုရင်ကဲကြတာတော့ဒီဟာလေးကပဲအဲ့တော့အဲ့ဒီကြံမှလည်းတို့ကခုနကတော့ကာယံရှာအောင်ပဲနော်။ဒါကာယံလေးတွေနော်။ဒီမှာဆိုလို့ရှိရင်မောနားတော့ဘယ်မှာပါလဲ။ကျောကျောမောနော်။အဲ့ဒါလေးရတယ်ကာယံပဲပေါ့နော်။ဒါနောက်ဆိုရင်ဒီမှာဆိုရင်မောအဲ့တော့မောကြတော့ဘာကာယံဖြစ်မလဲရှေ့မှာ ကျက်အပိုက်ထဲမှာသူကပျော်ပါနေအဲ့တော့ပျော်မောတဲ့အပိုက်အဲ့တော့ပျော်လို့မောလို့နေရာမှာမနေရာမှာပနေမှာသူကအတိတ်တယ်ခဏဆိုသူကဘာဖြစ်တော့လဲဆိုတော့ဟောကယံဖြစ်သွားတာပေါ့နော်အဲ့တော့ဒီနာပြောခဲ့တဲ့ဧကယံနော်နောက်ကဧကယံနာမှာပါခဲ့တာလေနော်အဲ့ဒါကဘုဆိုလို့ရှိရင်ဟောကယံလည်းပါလာတယ်နော်။ကဲနောက်တစ်ခါလေးနော်ဒါလေးဆိုတာလေဧကယံပေါ့နော်။ဧကယံရတယ် ။နေနန်းသူသူအစင်းမှာဝင်းပါပါအေးဟုတ်လားအေးကရယ်။ကိုင်းလေးလေးနေတဲ့မှာပိန့်ကြတဲ့လင်းလေးလိုစီးမယ်လို့ဆို။နောက်ဒီလေးတန်ချိုချိုပြီးဆိုလို့မျိုးနေနေသုံးအောင်ပြီလို့ခိုင်းနေနေလို့အဲ့မှာလည်းပဲနော်။နောက်ဒီမှာဆိုလို့ရှိရင်ဝင်းနောက်ဒါဆိုရင်ဒီဝင်းဆိုတာလည်းကရယ်လေ။နော်။ဆင်းကရကရယ်ရေနံသူသူအစင်မှာဝဲပါပါအေးနော်ဆင်း ဝိအကံ။အဲသူကဘာကံရလဲဆိုလို့ရှိရင်စင်းဆိုတော့အခက်လိုက်နော်။အင်းဝိနေရမှာလည်းအခက်လိုက်ရင်းကံ။အဲတော့လှူချလို့ရသွားတာဆိုရင်ဒီကံရန်ရှိရဲ၊အေးကံရန်ရှိရဲ၊အောကံရန်ရှိရဲ၊ဘာတကအင်းကံရန်လည်းရှိ။နော်အဲဒီကံရန်လေးတွေလှူချကြည့်ရမယ်နော်။ကံရင်ရင်းငင်းငင်းတမှာတိတ်ကြရတဲ့အနေနဲ့လို့ဒီမဲ့စီးမဲ့လို့ဆိုနော်အဲမှာဤကံရန်လည်းပါနေတယ်။ဒီမှာစီးနော် စီနာရကယီကာယနေလို့နော်အဲ့ဒီနေရာမှာအခက်ကြီးလိုက်တော့ဤကာယနေတော့ပေါ့နော်ဤနော်ဤကာယနေပါရဲ့ယူနော်ဒါကြတော့ယူလူဖရကာယနေနော်ဒီလေးနဲ့ကြိုကြိုတီးဆိုလို့မျိုးမြေမြေတော့ငုံမေးလို့နိုင်နေပြီလို့เนาะမြူလူဒါကြတော့အားခက်ကြီးလိုက်ရင်သူက ဘူးကံဖြစ်ပါတော့ဘာ။အဲ့တော့ဘူးကံနဲ့ပါ။အဲ့တော့ဒါတို့မျိုးကငါကစမပြောခဲ့တာဆိုရင်ငါအေကာယံပါမယ်။နော်ကာယံကဘာလို့ရှိမလဲဆိုရင်နော်ဒီကြားလေးမှာပါတဲ့ကာယံကအေကာယံရှိတယ်နောက်တစ်ခါအေကာယံရှိတယ်။နော်နောက်တစ်ခါအောကာယံလည်းရှိတယ်။ဘာလို့မောပြောနော်မောပြောဟုတ်ကြစား တခါလေးကပေါ်ကာယံနောက်တစ်ခါပေါ်ကာယံရှိသေးလဲဆိုရင်စီဆိုတော့ဤကာယံလည်းပါတယ်เนาะစီရောယီရောเนาะနောက်တစ်ခါမြူးရောလူးရောကြာတော့သူကပါလဲဆိုလို့ရှိရင်တဲ့ဦးကာယံလည်းရှိတယ်အဲ့တော့ဒီကြံလေးမှာပါတဲ့ကာယံလေးတွေကိုသူကဒီစလုံးလေးရဲ့ညမှာအထည့်ပြီးတော့ဒီညမှာအထည့်ပြီးတော့အကာယံနေလဲဆိုတာရှာတယ်เนาะအဲ့တော့ဧကာယံရှိတယ် ေကာယံရှိရယ်ဟောကာယံရှိရယ်ဤကာယံဥကာယံနော်အလကာယံလေးတွေပါတယ်ဆိုရတာတော့အဲဒီလိုအလေးလေးကိုအခုကကိုယ်နဲ့ရှာရအောင်နော်ကာယံလိုက်စကလုံးလေးတွေကိုရှာမယ်ရှာပြီးရင်ဗာကာယံနဲ့တည်ခြင်းရင်အဲနော်ဒီစကလုံးနော်ဂျီနီယံမှာအတရာလေးဖြစ်ချင်တယ်တန်ဖတ်ပါမယ်နော်ကျေနပ်ပါလိဒါကတော့20ရာခိုင်နှုန်းပိုင်းကလူရင်းရေးခဲ့တဲ့ကြာလေးပေါ့နော် အဲ့တော့သူကဟလာကြံလေးကိုရှင်းပြပါပြီဆိုတော့ကြံဆိုလိုရင်းလေးကိုကြည့်ရအောင်နော်အဲ့တော့ကံမောင်ကြံဆိုလိုရင်းလေးရတော့ဗာလဲဆိုရင်တဲ့ကံမောင်ကိုအလဲသွားဖို့တဲ့မောင်ငယ်ညီမငယ်လေးတွေကိုတဲ့အမကြီးကခေါ်လိုက်ပါတယ်တဲ့အဲ့တော့ကံထဲမှာတဲ့ဘရိုမာဂျာလီဘန်းနေလေပွင့်နေပြီရဲ့လေးခွေလိုက်နော်လေးလေးတတ်တတ်လို့ရှင်တဲ့အဲ့ဒီကြာပန်းရင်းနဲ့လေးတွေကလည်းတင်းကြံကြံဝင်နေပါလေနောက်တစ်ခါကိုင်အလေးမှာနော်ကိုင်အလေးမှာတော့ကြောင်ုံကြီးတုံုံနော် တောင်ကြီးတောင်ကုန်နဲ့ကောင်းကင်ကိုပျော်ကြည့်နေတဲ့ပုံစံမျိုးနဲ့ရှိနေတယ်တဲ့အဲ့တော့အဲ့ဒီတောင်ကုန်ကြီးရဲ့မျက်နှာကိုကြည့်လိုက်ရင်တဲ့ပြုံးနေရအောင်နော်ပြုံးနေရအောင်ဒီပြုံးနေရအောင်ထင်ရပြီးတော့မှပျော်နေတယ်လို့လည်းစိတ်ထဲမှာခံစားရတယ်တဲ့အဲသူ့ရဲ့ဒါကြောင့်မလို့မြင်ရလို့လည်းအဲ့ဒီတောင်ကုန်ကြီးကိုကြည့်ပြီးတော့စိတ်ပုံဝင်ပြီးစီပါလေတဲ့နောက်တစ်ခါအဲ့ငိန်သက်နေတဲ့ကံရည်ကြီးနော်ကံရည်ပြန်ပြီးလည်းမတိုက်သေးတဲ့ခါကျရင်ငိန်သက်နေတာပေါ့နော်အဲ့ဒီကံရည်ပြန်မှာပိတ်ကြတဲ့ကလေးကြီးဟာကံပေါ်မှာဟလာ ရေးပေါ်မှာပေါ့နော်အဲ့ရှိနေတဲ့ပိန်းကြံတွေဆိုဖိလုတ်စီကျင်တာဒါစိတ်ကူးနဲ့ပေါ့နော်တကယ်တော့စီလို့မရအောင်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကစိတ်ကူးလေးနဲ့အဲ့နော်ကြာရွယ်ကလေးတွေကိုဖိလုတ်ပြီးတော့စီးမယ်တဲ့အဲ့စိတ်ကူးတာပေါ့အဲ့စိတ်ကူးပြီးတော့သူစိတ်ထဲမှာရီးလေးလေးလိုလဲဆိုလိုက်သေးတယ်နော်ရီးလေးလေးလိုတောင်ပြန်ဆိုရင်လည်းလေးစီးကြမယ်တဲ့နော်ကြာရွယ်ကလေးပေါ့အဲ့လိုစီးတဲ့အချိန်မှာပဲလေးလေးကပွေပြီးတော့တိုင်လိုက်တဲ့အခါကျတော့တဲ့အဲ့ဒီ client ပေါ့နော်အဲ့လိုဝေးတိုက်လိုက်တဲ့အခါကျတော့ စိတ်ကူးထဲမှာပေါ့ flying ရိုက်သွားတာပေါ့เนาะအဲ့လို flying ရိုက်သွားတယ်လို့စိတ်ကူးထဲမှာပိန့်ကြတဲ့အမိကလေးလူတော်သွားတယ်လို့ထင်မိပါတယ်ဆိုပြီးတော့မှဒါကပြန်ဆိုလို့ရင်းနေဖို့အဲ့လိုဒီထဲပြန်ပြေးထားတယ်အလေးဝဲလေလဲတိုက်တိုက်ပေါ့ကြာရက်ကလေးရတော့ကြာရက်ကလေးလှုပ်ခတ်သွားတာပေါ့เนาะအဲ့တော့ flight အရွေ့เนาะဒါရှင်းပါတော့ ဲ့တော့ fly အရွှေ့မှာနော် fly ရဲ့ရွှေ့လေဆိုတာကရွေးရှားတာပေါ့နော်အဲ line ရဲ့အရွှေ့မှာတဲ့ကရွှေ့ရွှေ့နော်အဲ့တော့ line ရဲ့အရွှေ့မှာသူ့ရဲ့စိတ်ကူးရဲ့မှာရှိရဲ့ပိန်းကြရဲ့ဖလေးလေးဟာလွန်လို့သွားတယ်လို့ထင်မိပါတယ်ဆိုပြီးတော့ကာမဂုဏ်ရလေးနဲ့တိတ်တယ်ပြန်ပေးထားတယ်ပြီးရင်လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်မယ်နော်အဲ့တော့လေ့ကျင့်ခန်းနံပါတ်1ကဘာလဲဆိုရင်အောက်ပါခေါက်လက်များတယ်လာတာလဲလဲဆိုတန်ကြဝဲစကလုံးလေးပေါ့နော်။လိုင်းညတာလဲဒါဘာကြီးရံပြတ်တယ်။ဒီလဲကလက်ပတ်သွားလာတာနော်။အဲ့ဒါတော့တွေ့ရတယ်။ဒီလဲကကျတော့ စပိုင်းတွေပါ site တွေလည်းသုံးလို့ရတယ်နောက်တစ်ခါနေ့လေတို့ပါလို့နော်အဲ့လိုမျိုးပေါ့နေ့လေဘုံလို့ပါပြီပေါ့နော်အဲ့အားမျိုးတွေပါလည်းဒီလေသုံးလို့ရတယ်နော်ကဲအောက်မှာအလားဒီ collect လေးချင်ကြည့်အောင် train your day out တဲ့မနေ့ဝေးဝေးလေးကလေးကလေတဲ့နိုင်ပြိုးနှုတ်နေသည်နော်အဲ့ဒီလေနော်ဒီစပိုင်း site တွေလေကိုလည်းလေရဘလက်တန်လေနဲ့တောင်းနေနော်အဲ့တော့လေထဲမှာတဲ့နော်သူကတဲ့ပြိုးနှုတ်နေတယ်နေ့လေပေါ့အဲ့ဒါကြတော့နေ့ချင်း နေ့နဲ့ဆက်နာရေပြောတယ်အဲ့ဒီလေကြတော့လေဒီလေကိုသုံးရရအရမ်းတတ်တယ်နော်နေ့လေရောက်တဲ့အတိုင်းမကြည့်သေးဘူးတဲ့အိမ်ကိုအလဲလာတဲ့နော်အိမ်ကိုလာလေတဲ့အဲ့ဒါကြတော့ဒီလေခိုင်းညတ်တတ်တယ်အိမ်ကိုလာလေတဲ့ဧည့်သည်ကိုပြောတာအဲ့ဧည့်သည်ကိုရွာလေကဘုန်းကြီးကျောင်းကိုကိုယ်ရချီးတယ်တဲ့အဲ့ဒါကြတော့ရွာရဲ့အလဲမှာရှိတာကြတော့ညဘက်တန်လေးတော့နော်အဲ့တော့ဒါလေးကိုဒါလိုတူပြီးတော့ဆောက်ထဲမှာ ဟလာကွက်လိုက်ပါလိဒါကွက်လိုက်မှာဒီလေပေါ့လေဆိုရင်စမဆိုင်တဲ့လေဆိုရင်ရပလက်တက်လေကိုတောင်းရမယ်မြိတ်လေဆိုရင်လည်းလာရရပလက်တက်လေကိုတောင်းရမယ်အိမ်လေလာတဲ့နေကြတော့အလေလာတာကြတော့လာရရတက်လေရမယ်အပြီးညွာလေပုံကြီးကြောင်းကြတော့လက်တက်နေတယ်နော်လာရရပလက်တက်လေကိုတောင်းရမယ်နော်ဒါဆိုရင်ဒီလေးနော်ဒါလေးဆက်ကြည့်အောင်မယ်အဲ့တော့တဲ့ အဲ့ဒါလည်း live ကိုအမှတ်ပြရောင်းခုံးကြောင်းနော်ရန်လေးရောင်းခုံးကြောင်း live ကိုအမှတ်ပြတဲ့အတွက်တွေ့ရင်းနေခင်းနေလုပ်ရတယ်။ဒါကတော့ငါစလုံးလေးဖြစ်ရပါနော်။နောက်လည်းဘက်ကကြတော့အပါစလုံးများဖြစ်မကြပဲပါတဲ့ဆိုစလုံးလေးပေးထားတယ်။ကံပေါင်းရဲ့ကြံပေါင်းရဲ့ကံရည်ပြင်းရဲ့တကူတော်ရဲ့သင်ပြက်နော်။အဲ့တော့ကံပေါင်းဆိုရင်မမလို့တကယ်ချင်းတိုက်ရတဲ့အင်းရကံပေါင်းလို့သွားကြတယ်နော်။အင်းရကံပေါင်းဟုတ်ကောပန်းချီဖို့အတွက်ပေါ့နော်သွားကြတယ်တဲ့ကြံမုံကြတော့ရမယ်ရှိကံနေရင်ကြံမုံများရှိပါသေးတယ် ွဲ့လေးရပါမယ်။ဒီရဲ့အဖိုးလေးကိုကြာမလို့ပါเนาะ။ကံရည်ပြင်ကကြာရင်အင်းများကံရည်ပြင်ဒီမြင်သက်မနေပါเนาะ။ဒီဒီတိုက်လို့ရှိရင်နိုင်လေးကတော့တော့เนาะ။ဒါတဘောရောကြာတော့လေးပြည့်တဘောရောတချင်းဆိုပဲရှိတယ်เนาะ။ဒီလိုဖြစ်ထားတယ်။တင်းပြန့်ကြာတော့ကြံတယ်။ရောက်ပိုင်းရက်နဲ့များတင်းပြန့်နေပါသည်เนาะ။ဒီလိုဖြစ်ထားတယ်။ဒါကတော့အဝေးကြံပြရပါတော့ကိုစိတ်ကြောက်လို့မျိုးစိတ်ကြိုက်လဲဖတ်လို့ရတယ်เนาะ။ ။နောက်နံပါတ်3ကံလယ်မှာပေါမမီတဲ့အကြောင်းကြီးတကူတော့မောဝါလို့မျိုးဆိုရက်ဗျာစာသားတွေကိုယ်စကားနဲ့နော်ကျန်တဲ့ဆိုတော့ဒါအိပ္ပယ်ပြန်ခိုင်းတာပေါ့နော်။အဲ့တော့ကံလေမှာတဲ့ဂျောင်ကြီးတုံကအဖို့မပါတကူတဲ့ဘောကောင်းလို့ညှောက်ကြည့်နေပါလေဒီလိုပြန်ပြထားတယ်နော်ကံလေမှာဖော်မပြီးဆိုဖော်မပါဘူးပေါ့ကံရဲ့အဲဒါမှာဂျောင်ကြီးတုံရှိရဲ့အဲဖော်မပါဘူးတဲ့တကူတဲ့ပဲပေါ့ဘူတော့မိုးပါလို့ပြောတာကောင်းလေကိုညှောက်ကြည့်နေပါလေနော်ဒီလိုတိတ်တယ်ပြန်ပြထားတယ်နော်ဗျာမ အေးကာယံပါတဲ့သကလုံးတွေကိုရေးထုတ်ပြပါတဲ့။နော်အေးကာယံပါတဲ့သကလုံးနော်ဒီမှာဆိုရင်ထွေအေးမွေလေးနော်ထွေဆိုတဲ့ဖြစ်စဉ်လို့နော်အဲဒီဂျီနီယံမှာအထည့်ကြည့်လိုက်ရင်သူကအေးပဲနော်ဒါကတော့အေးအဲကောင်မွေလေးတိုင်းမှာမနော်ဂျီမနီယံမှာအထည့်ကြည့်လိုက်ရင်သူကအေးနော်ဒီမှာလေးလေးတိုင်းမှာလနော်ဒီရဲ့ခရနီယံမှာအထည့်လိုက်ရင်သူကအေးဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့အေးကာယံပါတဲ့သကလုံးလေးကိုအလေးထုတ် ်လေနောက်တစ်ခုကကံပေါင်းကြာမှာမြင်ရတဲ့ခြင်းလူပဲမြင်ဝင်ဖို့တဲ့ပြုတ်ခေါ်ရတာပါတဲ့အဲ့တော့ကံပေါင်းကြာမှာသားလူသမီးတို့မြင်ရတဲ့ခြင်းလူပဲမြင်ဝင်လေးပေါ့နော်သူကံပေါင်းကကြားတဲ့အဲကံထဲမှာနောက်ပြီးမှကြာရေးပွင့်နေတယ်ပေါ့အဲ့မှာကြောင်ကြီးလုံးကလည်းဟိုကောင်းရုံမျိုးကြည့်နေတဲ့ပုံစံရှိတယ်သူ့ရဲ့ပုံစံကြည့်ရတယ်သူကပျော်ပြုံးပျော်ပြီးတော့အဲ့တော့ပျော်ရှင်နေတဲ့ပုံစံမျိုးပေါ့ကြောင်ကြီးရောနော်အဲ့လိုမျိုးသူတို့စိတ်ထဲမှာသူတို့ကမှန်တော့သူတို့ကပျော်ရှင်နေတာအဲ့ဒီလိုပျော်ရှင်နေတဲ့အပျော်ဟုတ်လားဒီပန်းနော်ဒီကြာပန်းရဲ့ ဖူးရတယ်ပဲအဲ့လိုပြောရှင်ကြီးမှုတဲ့ပုံစံမျိုးဆိုပြီးတော့အဲ့လိုမျိုးနေနေခဏတာအဲ့ဒီဟာကိုတရုတ်ခေါ်ရတာကဆရာဒါတော့ဒါကနာတော့ကဗျာဆိုလိုရင်းလေးကိုခြေခံပြီးတော့ခုပါဗျာလေးကိုရေးကြည့်ကြတယ်နော်အင်ဇာပေါ့နော်ဒါလေးကတော့ဒါကလေးကိုလုံနိုင်မယ်ထမားရဲ့ဗျာဆိုလိုရင်းနဲ့ဆရာမဒီလေပြန်ပြထားတယ်လေအဲ့ဒါလေးကိုခြေခံဒီတော့ဒီလေးကိုစိတ်ထဲမှာပူချင်ရတဲ့အမြင်မျိုးပေါ့နော်အဲ့ဒါလေးကိုအင်ဇာနေနဲ့ရေးကြည့်ကြမယ်